အစိပ်ပြင်းမွေတွေနေ့စဉ်အကြိုက်ခံနေရတော့လဲအသက်ရှင်တန်နေစေဖြစ်တဲ့အာခအမျိုးသားပြည်သူများလုံးမမင်္ဂလာပါရှင်ဒင်းကားချက်နေကနေပြန်လေးကြိုးစိုးလိုက်ပါတယ်ဒီအမျိုးသားကတော့သူရဲ့ခန္ဓာကိုယ်ကိုပုံမှန်လိုလိုအစိပ်ပြင်းမွေတွေအကြိုက်ခံပြီးတော့ဘဝကိုပုံမှန်အတိုင်းဖြတ်တန်းနေရတူဖြစ်ပါတယ် သူ့ကိုကိုက်တဲ့မွေတွေကလည်းတကယ်ကိုစမ်းပိရမ်းပိဆိုတဲ့အစိပ်ပြင်းမွေတွေဖြစ်ပြီးတော့ဒီမွေတွေအကိုက်ခံနေရတာတောင်သူကဘာမှမဖြစ်ပါဘူး။နောက်ပြီးတော့မွေတွေကသူ့ကိုလာကိုက်တာမဟုတ်ပဲမွေတွေကိုက်အောင်သူကတမင်ဖန်တီးယူတာဖြစ်ပါတယ်။ဒီလိုဘာကြောင့်လုပ်ရတာလဲဆိုတော့သူ့မှာရည်ရွယ်ချက်ကောင်းတစ်ခုရှိပါတယ်။ ဆိုတော့ဒီလူကြီးရဲ့အကြောင်းကိုပြပြစုံစုံသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရအောင်ပါ။သူရဲ့နာမည်ကတော့ Timbrady လို့ခေါ်ပြီးတော့နေစဉ်နေတိုင်းရည်ရွယ်ချက်တစ်ခုအတွက်နဲ့အစိပ်ပြင်းမွေးတွေကိုအကိုက်ခံနေရသူပါ။သူကဒီလိုမျိုးအနာခံပြီးမွေးတွေကိုအကိုက်ခံနေရတယ်ဆိုတာလူတွေကိုမွေးအန္တရာယ်ကနေကာကွယ်ပေးခြင်းလို့ဖြစ်ပါတယ်။ဒီလိုပြောလိုက်လို့နားရှုပ်သွားကြမယ်ထင်ပါတယ်တကယ်ကတော့ Freddy ကနောက်တစ်ချိန်မှအသုံးပြနိုင်မယ်မွေစိတ်ဖြည့်စေးတမျိုးကိုဖန်တီးနေရပါ လူရည်ရခန္ဓာကိုယ်မှာသဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ကိုယ်ခံစနစ်ကိုမြင့်တင်ပြီးတော့မွေစိတ်ကိုတွန်းလှန်နိုင်မယ်။ဇီဝကံမပစ္စည်းတွေကိုသူကထုတ်လုပ်နေပါဗျ။တောင်ကိုလုံးလုံးစဲသူဖာသူပဲအသေးခံစမ်းတတ်နေရဖြစ်ပြီးတော့အတော်လေးလေးခရီးပေါက်နေပါပြီ။ ဖရာဒီကမွေစိတ်တွေကိုနေ့စဉ်ခန္ဓာကိုယ်ရဲကိုထိုးသွင်းနေရကြောင်းမွေစိတ်နဲ့သူ့ရဲ့ခန္ဓာကိုယ်ကယဉ်ပါနေပြီဖြစ်ပါတယ်။မွေဘလောက်ကြိုက်ကြိုက်ခံနိုင်ရှိနေရပါဖရာဒီရဲ့အိမ်မှာအစိပ်ပြင်းမွေတွေကိုမှန်ပေါင်နဲ့တည်တည်ကြကြမွေထားတာဖြစ်ပြီးတော့ဒီမွေတွေကသူ့အတွက်တော့အစမ်းသက်ခံနေဖြစ်ပါတယ်။သူ့အိမ်မှာမွေထားတဲ့မွေတွေကအာဖရိကမန်ဘာမွေတွေဖြစ်ပြီးတော့ကမ္ဘာအစိပ်အပြင်းဆုံးမွေတွေထဲမှာပါဝင်ပါတယ်။ မန်ပါမွေကြိုက်ခံရပြီဆိုရင်ဘဲတတဝမစုံမိနစ်20 30အတွင်းတည်ဆုံးသွားတတ်ပါရင်ဖရက်ဒီကတော့ဒီလောက်ပြင်းတဲ့အစိတ်တွေကိုသူရဲ့ခန္ဓာကိုယ်ထဲထည့်နေရ9နှစ်ကျော်လာခဲ့ပါပြီ။တနေ့ကိုနှစ်ခါလောက်မန်ပါမွေကြိုက်တာခံရပြီးတဲ့နောက်သူကတခြားဘဲမွေရဲ့အစိတ်ကိုမစုံခံနိုင်ရှိရသူတယောက်ဖြစ်သွားခဲ့ရပါအခုလိုပြောနေတဲ့အချိန်မှာပဲသူကတစ်တာတွေကမန်ပါမွေတကောင်ကိုဆွဲထုတ်နေပြီးတော့လက်တွေ့ဆန်းသက်ပြဖို့လုပ်ပါတယ် ဟုတ်ပါတယ်သူကမွေးကိုအပြင်ထုတ်နေတဲ့အချိန်မှာပဲနှစ်ချက်လောက်အကိတ်ခံလိုက်ရပါပြီ။ဒါပေမဲ့အကိတ်ခံရတဲ့နေရာတွေကရောင်လာတာညိုလာတာမျိုး လုံးဝမဖြစ်ပါဘူး။ အကယ်၍အတိုင်းအတာတစ်ခုထက်ကြော်လွန်ပြီးဒီနေ့ကို၄ကြိမ်ထပ်ဖို့အခိုက်ခံမယ်ဆိုရင်တော့သူသေသွားနိုင်တယ်လို့ရှင်းပြပါရယ်ဒီလိုမျိုးမွေစိတ်ကိုတုံးပြီးတော့ကိုခင်အားစနေမြင့်တင်တာကအတော်လေးအနေရများပါရယ်ဒါပေမဲ့အကျိုးသက်ရောက်မှုကလည်းရှိနေပါရယ်ပရတီရဲ့ဇီဝကံမပစ္စည်းကအနေအထားတစ်ခုရောက်သွားပြီဆိုရင် သူ့ရဲ့သွေးကိုပညာရှင်တွေကနမူနာယူပြီးတော့ဓာတ်ခွဲကန်းကနေတစ်စက်မွေစိတ်ဖြည့်ဆည်းတွေထုတ်လုပ်နိုင်မှာဖြစ်ပါရယ် ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်